ရဲ့မွန်းချက်မှုတွေကနေခဏလောက်ပြေးထွက်ပြီးတော့မှာပါတဘာဝဆန်ဆန်ချမ်းကျဲကျဲဂံမီအမျိုးအစားတစ်ခုမှာကျွန်တော်တို့ဒါအခြေချပြီးနေထိုင်မယ်လို့စေကူးရင်ကြည်ကူးတဲ့မိတ်ဆွေတွေရှိလားခင်ဗျာမင်္ဂလာပါဗျာကျွန်တော်တို့ကိုယ်လင်ဖြစ်ပါတယ်ခင်ဗျာ ြေ85တရာအကျုံမှာဆောက်လုပ်ထားတဲ့ RC နှစ်ထပ်တိုက်တစ်လုံးဖြစ်တယ်သူတစ်ဖက်မှာတော့ဒါအိမ်ကိုတီးတန့်ကတ်ဆောက်ထားပါဘောနော်ဒီဘက်တစ်ဖက်မှာကျတော့ဒါ landscape လုပ်ဖို့အတွက်နေရာလေးတွေအများကြီးခြံပြီးတော့ဆောက်ထားပေးတာပါဘောနော်နောက်ဆုံးတော့ကျွန်တော်တို့ဒါခြံထဲမှာရှိတဲ့ mini garden လေးကိုဆင်းတဲ့လေကားလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါတစ်ပင်ကြီးတွေပါတယ်ပါတယ်အဲအဲ့ဒီတစ်ပင်လေးအောက်မှာဒါ sequence ဆန်ဆန်လေးနဲ့ဒန်းလေးကိုထည့်သွင်းပြီးတော့နေရာချထားပေးတာ ကို့အိမ်မှာဒါကလေးလေးတွေပါညာပါတယ်ဆိုလို့ရှိရင်အိမ်တွင်းထဲမှာပဲစော့ကစားလို့ရတယ်မြေနေရာလို့တည်းအများကြီးကြံရှိနေသေးတာပဲဖြစ်တယ်ခင်ဗျာသူချမ်းက85ပြီ100အကျယ်အောင်အဲ့ဒီ85တရာလုံးကဂရန်မြေအမျိုးအစားဖြစ်ပြီးတော့ဂရန်မြေအမြေပေါက်ကနေပြီးတော့ရောင်းချပြီးမှအိမ်လေးတစ်လုံးပဲဖြစ်တယ်ခင်ဗျာနောက်ကျွန်တော်တို့ဒီခုနမီဂါလန်လေးကတက်လိုက်လို့ရှင်မှာပါကင်ကျဲလေးတစ်ခုပါနော်ကား3စီးလောက် အေးစေးစေးလွတ်လွတ်လပ်လပ်ထိုးလို့ရတယ်ကားပါကင်ကြီးတစ်ခုပါမယ်အဲပြီးတော့လို့ရှိရင်ကားကိုတော်ပေါ့နော်ကားကိုတော်ထဲမှာလည်းကားတစ်စီးလောက်အေးစေးစေးထိုးလို့ဆန့်နေဆန့်အောင်လို့သူထည့်သွင်းပြီးတော့တိဆောက်ထားပေးတာပဲဖြစ်တယ်ခင်ဗျာအဲ့ဒီကားပါကင်ကနေပြီးတော့ကျွန်တော်တို့ဒါလေကားလေးနဲ့တက်လာလိုက်ပြီဆိုရင်ဒါအိမ်မာကြီးတဲ့ကိုဝင်မှုအတွက်အပေါက်ကိုသွားတဲ့လမ်းလေကားလေးပေါ့နော်အဲ့ဒီအိမ်ရဲ့အရှိမျက်နှာစာမှာကြတော့ဒီလို ငါးကန်လေးတွေပါမယ်။နောက်ရေဒဂုံပေါ့နော်။မီနီဝါတာဖိုးလေးတွေထည့်သွင်းပြီးတော့အလှဆင်ပေးထားတာပဲဖြစ်တယ်။နောက်အိမ်နဲ့ကက်ရက်မှာဆိုလို့ရှိရင်ဒါပန်းပန်းနေပေါ့နော်။ဒါတစ်ပင်ဆိုင်ပြိုးရတာဝါသနာပါတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းညီနေရာတွေကိုအများကြီးခြံပြီးတော့မှဒါတစ်ပင်လေးတွေကိုစိုက်ပြိုးပေးထားပြီးသားအနေထားကိုတွေ့မြင်ရမှာပဲဖြစ်တယ်ခင်ဗျာ။ကျွန်တော်အိမ်ထဲမှာကအိတ်ခမ်းကြီးပဲစုပေါင်း၄ခန်းပါဝင်တယ်ဗောနအိတ်ခမ်း၄ခန်းမှာ master bedroom ၃ခန်းနဲ့အရိုး single bedroom တစ်ခန်းဆိုပြီးတော့မှပါဝင်တာပဲဖြစ်တယ်ခင်ဗျာဒါကတော့ဒါကျွန်တော်အိမ်အရှိ ဝရဏာမှာထုတ်ထားပေးတယ်အဲလာတောင်းလိုက်အတွက်လည်းအဆင်ပြေမဲ့ဝရဏာလေးတစ်ခုပဲဖြစ်တယ်ဆိုဝရဏာလေးကကြည်ကြည်လွန်းလွန်းရှိတာပဲဖြစ်တယ်ခင်ဗျာကဲကျွန်တော်အတူတူအင်းနဲ့ကိုလိုက်ပြီးတော့မှကြည့်ရှုပေးပါအောင်ခင်ဗျာကျွန်တော်အင်းဒကမာပေါက်ကြီးကဝင်လာလို့ရှင်အဲတွေ့မြင်ရမှာဒါဧကန် J ပေါ့နော်ဧကန်အတွက်ကို space အများကြီးအသုံးပြုပြီးတော့မှဆောက်လုပ်ပေးထားတဲ့ဧကန် J တခုပဲဖြစ်တယ်ခင်ဗျာ ဒါမြင်တွေ့နေရတော့အဲကောင်ပေါ့နော်အဲကောင်ကလည်းလင်းဝင်အားကောင်းတော့ပရင်ပေါက်တွေအများကြီးတက်ဆင်ပေးထားတယ်အဲ့ဒီမှာမှတက်ဆင်ထက်ပြီးတော့တံပန်းတန်လကားတို့ခြင်လုံးစကားတို့ကိုထပ်မှန်ပြီးတော့တက်ဆင်ပေးထားတာပဲဖြစ်တယ်ခင်ဗျာအဲ့ဒီကနေပြီးတော့ကျွန်တော်ကမိဖို့ကြောင့်သမင်းစားကောင်းကိုတွားလို့ရတယ်လို့ကားကိုတော်အောင်လည်းဒီကနေပဲအတက်ဆင်းလုပ်လို့ရတယ်လေကားလေးတစ်ခုပါဝင်တာပဲဖြစ်တယ်ဒါလေးကတော့ဒါကျွန်တော်ကားကိုတော်အောင်ကိုတွားတဲ့လေကားလေးပဲဖြစ်တယ်ခင်ဗျာအဲ့ဒီမှာမှအောက်မှာစတိုဂန်တခန်းဆိုပြီးတော့ ထည့်သွင်းပြီးတော့တိစောက်ထားပြီးသေးတာပဲဖြစ်တယ်။အေရမနီမတစင်တာအနောက်ကကျွန်တော်မိဘဆောင်တို့ထင်းစားကံဝင်ထွက်လို့ရမယ်။ဒါကဘာတော့ပေါဝင်တာပဲဖြစ်တယ်ခင်ဗျာ။ဒါတော့မိဘဆောင်တို့ကအခန်းလေးပဲဖြစ်တယ်ဗောနော်။သူအခန်းကကြွလွင်းလွင်းလေးရှိတယ်။ high clean မြင့်နဲ့လေုံလေးတော့ကောင်းအောင်လုပ်တော့ကသူဘလင်းပေါက်လေးတွေကိုထည့်ပြီးတော့မှဆောက်လုပ်ပေးထားတာပဲဖြစ်တယ်ခင်ဗျာ။အေရနီမတစင်ကျွန်တော်ဒါအေဂန်လေးကိုပြန်ထွက်လာတာဗောနော်။အေဂန်လေးကနေ တက်လာပြီဆိုလို့ရှိရင်တဆင့်တက်လေးနဲ့အခန်းလေးနှခန်းဆိုပြီးတော့ဖွဲ့စည်းပေးထားတာပေါ့နော်အခန်းနှခန်းတော့ master bedroom ဖြစ်ပါတယ်ကျွန်တော်ပထမဦးဆုံးတွေ့မြင်ရမယ့် master bedroom လို့အရင်ဝင်ပြီးတော့ပြပေးမယ်ကြကြလွန့်လွန့်ရှိတယ်အပြင် master bedroom နဲ့မှာပါဝင်တဲ့ရေချိုးကန်အင်တာလေးပေါ့နော်တော်ဒီထဲမှာမှာအပိုင်းနှစ်ပိုင်းခွဲထားပြီးတာဒီဘက်ကတော့ဒါပူတိုင်းထားဖို့အတွက်နေရာလေးပြီးတော့ဒီဘက်မှာတော့ဒါ shower stand လိုပေါင်းနေရေချိုးဖို့အတွက်ကိုနေရာလေးလှုပ်ထားပေးတာပေါ့နော် ကဲအဲ့ရနေပြီးတော့ဆိုဒီအိမ်လေးမှာထူးခြားချက်ကလေးอ่ะလေသူအိတ်ခန်းနေဒါအိတ်ခန်းနေတန်းကနေပြီးတော့မှအပြင်ကိုထွက်လို့ရတဲ့ဝရဏောထွက်လို့ရတဲ့တကားပေါက်ကလေးတွေထည့်သွင်းပြီးတော့တိဆောက်ထားတာပေါ့နော်ဒီဒါလေးကတော့အဲ့အပြင်ကိုထွက်လို့ရတဲ့ဝရဏာလေးပဲဖြစ်ပါတယ်ဒါကိုခန်းလေးကနေပြီးတော့ကာကိုဟာကိုညနေညခင်းစိတ်ကြည်လင်လန်းဆန်းစေတယ်ကဒီမှာဆိုလို့ရှိရင်လေဒါတော်တော်သဘာဝကိုအပြည့်အဝခံစားလို့ရတယ်ဒီလိုနေရာမျိုးမှာ ပြီးဒီလောက်အကျင်နဲ့ပြီးကြဲကြဲအိမ်ကောင်းကောင်းနဲ့ခရံမြေမျိုးစောင်းကိုရဖို့ဆိုတာတော်တော်ကိုခက်ခဲရင်းရင်းအနေထားတစ်ခုပေါ့နော်ကျွန်တော်အပေါ်ရက်ကိုတက်ပြီးတော့ပြပေးမယ်ခင်ဗျာဒါတော့ပုံစံထက်မှာတွေ့မြင်ရမယ့်ဘုရားကန်အတွက် space လေးပေါ့နော်ကြဲကြဲလွန်းလေးထည့်သွင်းပြီးတော့တိဆောက်ထားပေးရအဲဒီအနေမှာပစင်တာအပြင်ကိုရောက်ရှိသွားတဲ့အနေထားပေါ့နော်အပြင်မှာဆိုလဲပပလဲမှာလောဟိုကတစ်ပင်တစ်ရိပ်ဝါးကြီးတင်နေအရန်ကို agent နဲ့ နေရာလေးတစ်ခု ဖြစ်တယ်ခင်ဗျာဒီမှာဆိုလေဒါအင်ဂျီအများကြီးရှိနေပြီပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီလိုမျိုး P 85ပြီ P 100အကျဉ်းဝင်းရှိတဲ့ဂရမ်းမြေအမျိုးအစားပေါ်မှာစောက်လုပ်ထားတဲ့ RC နှစ်ထပ်တိုက်အကြီးကြီးတစ်လုံးကိုခေါ်ထားတဲ့ဇင်းလုံးကကြာတော့3000နဲ့9000ဖြစ်ပါတယ်ခင်ဗျာအဲဇင်းလုံး3000 9000ပိုင်းရှင်းနဲ့ထိတ်တိုက်ဆွေးနွေးညှိနှိုင်းပြီးတော့မှဝယ်နိုင်နေဆိုတဲ့အကြောင်းကိုသတင်းကောင်းပါပြပါစီ ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ရှုပေးကြရကျွန်တော်မိတ်ဆွေရောက်ချင်းစီတိုင်းရောက်ချင်းစီတောင်လှိုက်လင်းနဲ့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာသာသောနေ့ရက်လေးတွေများများပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းနေတယ်ကျွန်တော်ဗီဒီယိုဒီမှာပဲရန်နာပြပါစေခင်ဗျာ